ေတုခွေပိသံများအားလုံးမင်္ဂလာပါဒီလရဲ့စီးပွားရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တော့အကြောင်းအရာလေးကိုတော့ဗီဇာကတ်တွေအလွတ်လွတ်ကျပုံနဲ့ဗီဇာကတ်နောက်ွယ်ကနက်ဆိုင်နဲ့စီးပွားရေးပုံစံတွေကိုနားလည်သွားအောင်ရည်ရွယ်ပြီးတော့မမြင်ရတဲ့ဝန်ဆောင်ကားလို့အမိပေးထားပါတယ်ဗီဇာကတ်နဲ့ငွေချေလိုက်တိုင်းမှာကျွန်တော်တို့တွေဘယ်လိုပုံဝန်ဆောင်ကားတွေကိုပို့ပေးလိုက်ရပြီးတော့ငွေလက်ခံတဲ့သူဘက်ကရောဘယ်လောက်ပမာဏအထိလက်ခံရရှိတယ်လဲဆိုတော့အချက်တွေကိုတင်ဆက်ပေးကြတာကြောင့်ဒီကောင်းစဉ်တွေကိုရွေးချယ်လာခြင်းလည်းဖြစ်ပါတယ် ပထမဆုံးဗီဇာကတ်နဲ့မရင်းနှီးသေးတဲ့သူတွေတို့ကကျွန်တော်တို့ဥပမာလေးတွေနဲ့ရှင်းပြဖို့လိုမှာထင်ပါတယ်။ကျွန်တော်က amazon.com ကနေပစ္စည်းတစ်ခုကိုဝယ်ခြင်းနဲ့ဆိုပါဆိုပေါ့။ amazon website မှာကြိုက်တဲ့ပစ္စည်းကိုတွေ့တဲ့အခါမှာဝယ်ဖို့အတွက်ကျွန်တော်ပတ်စံရှင်းဖို့လိုအပ်ပါတယ်။အင်တာနက်ပေါ်မှာပတ်စံရှင်းတဲ့အခါပြင်နေမှတူတဲ့အချက်တချို့ကိုနားလည်အောင်ပြောပြပေးခြင်းပါပေါ့။ကျွန်တော်တို့တွေပြန်မှာပတ်စံရှင်းတဲ့အခါမှာဝယ်ယူသူဘက်ကပတ်စံကိုရေးတော့ပါတယ်။ပတ်စံအစ်စ်တယ်ပေါ့နော်။ပတ်စံရေးတယ်။အမောင့် checking လို့ခေါ်ပါတယ်။ ။နံပါတ်2မှာကျတော့ကျွန်တော်တတ်မှတ်တဲ့တန်ဖိုးတစ်ခုကိုရောင်းသူဘက်ကနေရရှိကြတယ်ချက်ချင်းပစ္စည်းကိုမိတ်ဆွေတန်ကိုပေးပို့มาဖြစ်ပါတယ်။ဥပမာမိတ်ဆွေကစီဝဲဆိုပါလို့စီတပိတ်တာဝဲတပိတ်တာနဲ့တူညီတဲ့တန်ဖိုးမိတ်ဆွေကဈေးတယ်ကိုပေးလိုက်ရင်သူကချက်ချင်းမိတ်ဆွေစီတပိတ်တာပြန်ပြီးมาဖြစ်ပါတယ်။ဒါကတော့မိတ်ဆွေတို့ကအပြင်မှာဈေးဝယ်နေကြဖြစ်လို့ရင်းနှီးပြီးသားဖြစ်မှာ။တိုးတော့အင်တာနက်ပေါ်မှာပတ်စံရှင်းတဲ့အခါကျတော့မတူပါဘူးပေါ့နော်။ကျွန်တော်တို့ကဒီ တခြားနိုင်ငံရောင်းတဲ့ပစ္စည်းတခုကိုဝယ်ရဆိုရပါတော့ဒါဆိုရင်မိတ်ဆွေကနံပါတ်1မိတ်ဆွေကမိတ်ဆွေတုံးတာကြန့်ငွေသူလက်ခံတာဒေါ်လာဒါဆိုရင်မိတ်ဆွေနဲ့သူနဲ့က currency ချင်းမတူတဲ့ပြဿနာရှိပါတယ်ဟုတ်ဒါမျိုးကြတော့လုပ်လို့မရဘူးနော် currency ချင်းတူနေမှဖြစ်တာပေါ့ဟောနိုင်ငံတကာကကုပစ္စည်းကိုဝယ်ယူဖို့အတွက်ဆိုရင်ဒီအချက်ကမဖြစ်မနေလိုအပ်ပါတယ် currency ညှိပေးဖို့လိုအပ်တာပေါ့နော်နံပါတ်2ကကျွန်တော် amount checking ကိုနော်ပတ်စံစစ်တဲ့ဟာလိုမျိုးပေါ့နော် လူတကာရဲ့ငွေလွှဲတွေကိုတခုချင်းပတ်စံစစ်ဆေးနေဖို့ဆိုတာမဖြစ်နိုင်ပါဘူးနော်။အော်ဒါအများကြီးရောက်ဖို့ဆိုလို့ရှိရင်ဒါမျိုးထိုင်ပြီးစစ်နေလို့မဖြစ်နိုင်ပါဘူး။ငွေလွှဲတွေနဲ့တန်ဖိုးတွေကိုတိုက်စစ်ပြီးမှပစ္စည်းပို့ပေးမယ်ဆိုရင်တော်တော်ကြာတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်နော်။အနံပါတ်3ချက်ကကျတော့ငွေလက်ခံခြင်းပေါ့နော်။ငွေလက်ခံခြင်းကမိမိဘဏ်ထဲကိုငွေဝင်လားမဝင်လားဆိုတာဒီကျွန်တော်အချိန်ပြည့်စစ်ဆေးနေလို့မဖြစ်နိုင်ပါဘူး။ငွေကြီးမတူတဲ့ဘဏ်ချင်းပတ်စံလွှဲတဲ့အခါကျွန်တော်လွှဲလိုက်တယ်ဒါပေမဲ့ သူ့စီကိုချက်ချင်းမရောက်တော့အချိန်တခုစောင့်ပြီးမှသူ့စီကိုရောက်တာဖြစ်ပါတယ်အဲ့တော့ဈေးအရောင်းဝင်လို့တဲ့ခါချက်ချင်းဉာဏ်ဆန်တဲ့ဝင်ဆောင်ဖြစ်တော့ဆိုဒီလိုအချိန်မျိုးမလိုလားပါဘူးเนาะဒါတွေအကုန်လုံးလုပ်ပြီးမှပစ္စည်းဝယ်ယူမှုပြီးမြောက်ပြီးတော့ deliver ဆိုတဲ့ deliver stage ပေါ့เนาะဒီအဆင့်ကိုရောက်ရှိတာဖြစ်ပါတယ်အာ deliver ဆင့်ကိုရောက်ဖို့ internet ပေါ်မှာဒီလိုအခက်အခဲတွေပြင်ဆိုင်နေဆိုတော့မိတ်ဆွေတို့ဘဘပေါ့ပြချင်ပါတယ်ဒါဆိုကျွန်တော်တို့လိုအပ်လာတာကဒီအခက်အခဲ၃ချက်ကို ခွန်ကြီးဖြည့်ရှင်းပေးပြီးတော့စိတ်ချရတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ဒီပြဿနာတွေကိုဖြည့်ရှင်းဖို့ကွန်ရက်တစ်ခုက1926ခုနှစ်မှာပေါ်ပေါက်လာခဲ့။နိုင်ငံတကာကိုလော်ရီအစီအပြေစေဖို့ပဲပေါ့နော်။ဒါကတော့အားလုံးကြားမှုတဲ့ဗီဇာဆိုတဲ့ကွန်ရက်တစ်ခုဖြစ်ပါတယ်။ဗီဇာကသူစပေါ်ခဲ့စင်ကပေါ့နော်။ Bank of America ဆိုပြီးတော့ Bank America ဆိုတဲ့နာမည်နဲ့ပေါ်ခဲ့တာဖြစ်ပါတယ်။သူပေါ်ခဲ့တာ1958ခုပေါ့နော်။ဒါပေမဲ့နောက်ပိုင်းမှာတော့တခြားအဖွဲ့အစည်းတစ်ခုကိုလွှဲပြောင်းပေးခဲ့ပြီးတော့ 1986ခုနှစ်မှာအပြည်ဆိုင်ရာအသုံးပြုနိုင်တဲ့ကွန်ရက်တစ်ခုအဖြစ်ကြောင်းလာခဲ့တာဖြစ်ပါတယ်။အခုဆိုရင်ဗီဇာစီအများပိုင်းကုမ္ပဏီလုပ်ငန်းတစ်ခုဖြစ်လို့နေပါပြီ။အဲ့တော့ဗီဇာကွန်ရက်ဘလို့အလွတ်လို့ဆိုလဲပေါ့။ကျွန်တော်တို့ပြောခဲ့တဲ့အခက်အခဲ၃ချက်ကိုသူကဘလို့ဖြည့်ရှင်းပေးတယ်ပေါ့။တစ်ချက်ချင်းညီလေ့လာကြည့်ကြအောင်နော်။ဗီဇာကွန်ရက်ထဲမှာအဓိကထောက်တိုင်၄ခုရှိပါတယ်။အဲစကားမဆက်ကျွန်တော်ဒီနေရာမှာအကျဉ်းတည်ချင်တာရှိတယ်ပေါ့နော်။ကျွန်တော် hotpot အုံးများနောက်ွယ်ဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ခဲ့တဲ့ကောင် ထောက်တိုင်းလို့ကျွန်တော်ကသုံးခဲ့ပါတယ်။ဒါအောင်မှားနေကြောင်းကိုပြည်သက်တယောက်ကထောက်ပြတဲ့အတွက်ကျွန်တော်ကျေးဇူးတင်မိပါတယ်။ကျွန်တော်လည်း like ရှာကြည့်တော့အတုံးအမှန်ကထောက်တိုင်းဆိုတာကိုသိခဲ့ရပါတယ်။ဒါကြောင့်ဒီကနေ့ဗီဒီယိုထဲမှာအတုံးအမှန်ဖြစ်တဲ့ထောက်တိုင်းဆိုတာကိုကြောင်းသုံးပါဦးနော်။အဲ့တော့ visa မှာထောက်တိုင်း၄ခုရှိပါတယ်။နံပါတ်၁က buyer buyer ဆိုတော့ဝယ်တဲ့သူပေါ့နော်။နံပါတ်1က issuing bank နံပါတ်3က merchant merchant ဆိုတာကျတော့ရောင်းသူပြောတာဖြစ်ပါတယ်နံပါတ်4ကတော့ acquiring bank account bank ဆိုပြီး၄ခုရှိပါတယ်။ဒါတောက်တိုင်ပြေးခုပေါ့နော်။အသေးစိတ်ကိုကျွန်တော်ဆက်ပြီးရှင်းပြပေးပါမယ်။အပ္ပစံချိန်မဲ့သူကပထမဦးစွာကတ်တစ်ခုပို့ပါတယ်။ဒီကတ်ကို ထုတ်ပေးတဲ့ bank ကိုတော့ကျွန်တော်တို့က issuing bank လို့ခေါ်ပါတယ်။ထို့နည်းတူပါပဲပစ္စည်းရောင်းချသူတန်းပါလေငွေလက်ခံတဲ့ bank account တစ်ခုရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့က merchant account လို့ခေါ်ကြပါတယ်။အဲ့ဒီရောင်းတဲ့လူက online မှာငွေလက်ခံရင်မာရှန်အကောင့်ဖွင့်ရပါတယ်။ဒီ အကောင့်ကိုဖွင့်ပြီးတဲ့ဘဏ်ကိုကျတော့ကျွန်တော်တို့က acquiring bank လို့ခေါ်ပါတယ်။ပတ်စံခြေတော့မယ်ဆိုရင်ကျွန်တော်ပတ်စံခြေရစနစ်ပေါ့နော်ပတ်စံခြေတော့မယ်ဆိုရင်ဝယ်သူရဲ့ဘဏ်မှာငွေချိဖို့အတွက်ပတ်စံအလုံးလောက်ရှိမရှိကို issuing bank ကတောင်းယူရပါတယ်။ပတ်စံလုံးလောက်ရှိရင်ဖြတ်ပေးတယ်ပတ်စံလုံးလောက်မရှိရင်သူက decline ပေါ့နော်ပတ်စံမရှိဘူးဆိုပြီးပြောတယ်ပေါ့။အပြီးရဲ့ acquiring bank ကိုတတ်မှတ်ထားတဲ့ပမာဏကိုသူကလှမ်းပြီးတော့ထည့်ပေးပါတယ်။ဆိုတော့က bank တစ်ခုကြားမှာချိတ်ဆက်ပြီးတော့ငွေအဝင်အထွက်တွေစောင့်ရတာဖြစ်ပါတယ်။ အဲ့တော့ဗီဇာရဲ့တာဝန်ရပါတယ်ပေါ့ဗီဇာကျတော့ဒီလိုဘန်တွေကိုကြားထဲကနေပြီးတော့သူကချိတ်ဆက်ပေးတဲ့အလုပ်ကိုဆောင်ရွက်ပေးတာဖြစ်ပါတယ်ဗီဇာဆိုရဲကုမ္ပဏီကဆောင်ရွက်ပေးတာပေါ့နော်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အခက်အခဲ၃ခုကိုသူကဘယ်လိုဖြေရှင်းလဲဆိုတော့အချက်ချင်းပြန်ကြည့်အောင်ပေါ့နံပါတ်၁ငွေကြေး unit မတူတာ currency မတူတာပေါ့နော်ဒါဘယ်လိုလုပ်လဲဆိုတော့နိုင်ငံတကာဘန်တွေကိုချိတ်ဆက်ထားတာဖြစ်တဲ့ရောက်ကိုဒီငွေကြေးမတူမှုတွေရှိလာရင် exchange rate ဘယ်လောက်နဲ့တွက်ပြီးပေးရမလဲဆိုတာကို issuing bank ကကြိုတင်ပြီးတော့တောင်းယူထားပြီးသားဖြစ်ပါတယ် ။ဒါကြောင့်ကျွန်တော်တို့ဒီအတွက်ကိုစိတ်ဝင်စရာမရှိပါဘူး။နံပါတ်1အမောင့်ချက်ကိုပတ်စံရေးတာပတ်စံအဲပတ်စံအစ်စ်တာ။အဲဝေပမာဏဒီတက်မှတ်ထားတဲ့ပမာဏဟုတ်မဟုတ်ဆိုတာကကျွန်တော်တို့ acquiring bank ကနေပြီးတော့တောင်းဆိုတဲ့ပမာဏကို issuing bank ကစစ်ဆေးပြီးထွက်ပေးရတာဖြစ်ပါတယ်။ဆိုတော့ဗျာကျွန်တော်တို့ကရောင်းသူက online ပေါ်မှာဒီဖုန်းတလုံးက10သိန်းဆို10သိန်းပေါ့နော်။ဆယ်နေဆိုတံပိုးတင်ထားတယ်ဒါဆိုလို့ရှိရင်ဒီ acquiring bank ကနေပြီးတော့ဒီပစ္စည်းကိုဝယ်လာတဲ့လူရဲ့ bank ကိုလှမ်းပြီးတော့ သူက10သိန်းလွှဲပြီးပို့သူကလမ်းကြီးတောင်းဆိုတာပေါ့နော်10သိန်းလွှဲပြီးတောင်းဆိုတာအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကပတ်စံ10သိန်းလွှဲပြီးမှသူရှိရောက်တော့ဒါအရင်တစ်ခုကဘန်ကြာသူအချင်းချင်းပါပဲဒီပမာဏကိုဆက်ဆေးပေးတော့တာဖြစ်ပါတယ်အဲကုပ္ပစီက USD 30အဲ10ဒေါ်လာရှိရဆိုကြပါဒီဆိုတော့တတ်မှတ်ထားရင်လွှဲကားတွေပါရင်နှုတ်ပြီးတော့ဒီရောင်းသူရဲ့ဘန်ကောင်လေးကိုဒီပမာဏကွက်တီဝင်လာပါလိမ့်မယ်ပေါ့နော် ဟာကိုယ့်အကောင့်ထဲကိုနံပါတ်3ချက်ပါတော့ကိုယ့်အကောင့်ထဲငွေရောက်မရောက်ဘယ်လိုစက်မလဲ။အာဗီဇာကဘန်တွေရဲ့ကွန်ရက်ဖြစ်တာကြောင့်အချက်လက်တွေဒီအချက်လက်သူတတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့ကန့်ညီကန့်ညီတယ်ပေါ့နော်။ဘန်တွေကိုစူးစိထားဖြစ်ပါတယ်။တနည်းအားဖြင့်ယုံကြည်ရတဲ့ဘန်တွေကိုချိတ်ဆက်ပေးတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော် issuing bank ကနေပြီးတော့ဒီပမာဏကိုလွှဲပေးမယ်လို့အတည်ပြုတာနဲ့ကျွန်တော်တို့ကဝေဝင်လာတဲ့အထိစောင့်နေကြမှာပဲ။ချက်ချင်းပတ်စံရောက်ပြီလို့အာမခံနေပါလား။ ။ဒါကြောင့်ကျွန်တော်တို့ကကတ်နဲ့ပတ်စံခြေလိုက်တာနဲ့ချက်ချင်း deliver stage ကိုရောက်မိတ်ဆွေမှာပတ်စံလုံလောက်ရှိတာနဲ့ deliver stage ကိုရောက်ရှိသွားတာဖြစ်ပါတယ်။အဲဒါကနေခုစီပတ်စံဒီပစ္စည်းပေးပို့ပြီးမှဖြစ်ပါတယ်နော်။ဝယ်ယူလိုက်ပြီဆိုတော့ဒိတ်ပဲပေါ့။အဲ့တော့ issuing bank ကနေ acquiring bank စီကိုငွေဝင်တာကတကယ်ငွေဝင်တာကတော့24နာရီကျော်လောက်ကြာကောင်းကြာနိုင်ပါတယ်။ဒီညမှာမိတ်ဆွေကဘာလို့နိုင်ငံဖြတ်ကျော်ငွေလွှဲတွေကကြာတာလဲလို့မေးကောင်းမေးနိုင်ပါတယ်။ ဒါကိုရှင်းပြရရင် double spanning ဆိုတာ ਨੇ ledger book ဆိုတဲ့အရာနှစ်ခုမပါမဖြစ်တည်ထားတဲ့အရာကြီးဖြစ်ပါတယ် double spanning မှာကျွန်တော်တို့ internet ပေါ်မှာ file တွေပြီးဖို့တဲ့ခါမှာ attach တွဲပြီးပို့ရပါတယ်ဥပမာကျွန်တော် viber ကနေ video တစ်ခုကိုပို့တာလို့ပါညာပါတော့ဒီလိုပို့တဲ့ခါမှာအဲ့ဒီပို့တဲ့ file ကမိတ်ဆွေရဲ့ဖုန်းထဲမှာပြတ်မသွားပါဘူးမိတ်ဆွေက copy ကိုသူ့ရှိပို့လိုက်တာဖြစ်ပါတယ်မိတ်ဆွေ app video ကမိတ်ဆွေဖုန်းထဲမှာကျန်ခဲ့ပါတယ်ဒါပေမဲ့ပတ်စံမှာဒီလိုလုပ်လို့မရပါဘူးမိတ်ဆွေက100 အဲ့ဒီကဒေါ်လာတရာပို့ရင်မိတ်ဆွေရှိရင်ဒေါ်လာတရာညော့သွားဖို့လိုတယ်ပေါ့နော်မကျွန်တော်မှာ1000ရှိလို့မိတ်ဆွေက200လွှဲလိုက်ရင်ကျွန်တော်စီမှာ800ပဲကျန်ခဲ့ဖို့လိုပါတယ်ကျွန်တော်1000ထက်ကျန်နေလို့မရဘူးပေါ့နော်ကျွန်တော်စီကတန်ဖိုးကညော့သွားဖို့လိုပါတယ်အဲ့လိုညော့မသွားဘဲနဲ့ကျွန်တော်စီမှာ1000က1000တိုင်းဆက်ပြီးတော့ရှိနေမယ်ဆိုရင်ဒါကို double spending double spending ဖြစ်တယ်လို့ခေါ်ပါတယ်ဒီလိုပြဿနာတွေမဖြစ်အောင်ဘန်ဆိုတဲ့ဒီအရာကြီးရပါတော့ လက်ကြဘုတ်လို့ခေါ်တဲ့စည်င်းစာအုပ်ကြီးနဲ့ငွေဝင်ထွက်တွေကိုမှတ်တမ်းနေထားပါတယ်။200အလွှဲရှိရင်200ကိုနှုတ်ပေးပါတယ်။200အဝင်ရှိရင်200ကိုပေါင်းပေးပါတယ်။ဒီလိုမှတ်တမ်းတွေနဲ့ငွေအဝင်ထွက်တွေကိုထိန်းချုပ်ပေးတာဖြစ်ပါတယ်။နိုင်ငံဖြတ်ကျော်ငွေလွှဲတဲ့အခါလက်ကြဘုတ်မတူတဲ့ဘဏ်တစ်ခုဖြစ်တာကြောင့်စစ်ဆေးအတည်ပြုပေးဖို့အချိန်တစ်ခုလိုပါတယ်။ဒါကြောင့် overseas ဘဏ်တွေကိုငွေလွှဲတဲ့အခါပုံမှန်ထက်ကျတာဖြစ်ပါတယ်။အဒီတော့ဆိုမိတို့ပြည်တွင်းဘဏ်ချင်းချင်းတာဝေလွှဲရင်ဘာလို့ကြာတတ်လဲဆိုတာကိုသဘောပေါက်မှဖြစ်ပါတယ်။ ဲ့တော့ visa ကဒီလိုဘန်တွေအတွက်ကွန်ရက်တစ်ခုကိုဖန်တီးပြီးတော့အဆင်ပြေသောစီစဉ်ဆောင်ရွက်ပေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်အတူရောက်နေလည်းမှုနော်ဒီ online နေလည်းမှုတွေပေါ့နော် online security ဘိုင်းကိုလည်းတာဝန်ယူပေးရပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီလိုလုပ်လို့ visa ကပတ်စံဘယ်ကနေရတယ်ပေါ့နော်အဓိကတော့ဝေလွဲကဖြစ်ပါတယ် online ပေါ်မှာရှိတဲ့ပစ္စည်းတစ်ခုကိုဝယ်တာဖြစ်ဖြစ် service တစ်ခုကိုဝယ်တာဖြစ်ဖြစ်ဝေးချေမဲ့ဆိုရင်ခုနကပါဝင်နေတဲ့ဒေါက်တိုင်၄ခုတည်းက ဗန်တစ်ခုကိုငွေလွှဲကပေးရပါတယ်။ပြီးရင်ဗီဇာကွန်ရက်ကိုလည်းငွေလွှဲကပေးရပါတယ်။ဥပမာဆိုရပါတော့ဒေါ်လာ100ဘူးဗီဇာကနဲ့ကျွန်တော်ကပေးလိုက်ရတယ်ဆိုရင်ရောင်းသူကဒေါ်လာ100အပြည့်ရောက်သွားတာရသွားတာမဟုတ်ဘူးနော်။98ဒေါ်လာလောက်ပဲဝင်လာတာဖြစ်နိုင်ပါတယ်။ဆုံးရှုံးသွားတဲ့2ဒေါ်လာကဦးနှုတ်ကပြောခဲ့တဲ့ issuing bank ကို acquiring bank တို့နဲ့ visa network တို့ကမျှယူကြတာဖြစ်ပါတယ်။ဒီတော့ online မှာတင်ရောင်းတဲ့ပစ္စည်းဆိုလို့ရှိရင်ဈေးက နည်းနည်းပို့တင်ထားမှရောင်းလို့စီကိုဝင်တဲ့ပတ်စံအပြည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်လည်းအနေနဲ့ကနေဝယ်မယ်ဆိုရင်အနေငယ်ပို့ကူတာပဲဖြစ်ပါတယ်။ရှားကန်လူတွေပါလာတော့ပုံတဲ့ပမာဏပို့လာတာထုံးစံပဲမဟုတ်ပါလား။ online ပေါ်မှာပတ်စံချေတဲ့ပမာဏများလာလေလေဗီဇာကုမ္ပဏီရဲ့ဝင်ငွေကလည်းများလာလေလေဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေတို့သဘောပေါက်မှတ်ထင်ပါတယ်။အာဥပမာဆိုရပါစို့ ဒေါ်လာ100လွှဲရင်1ဒေါ်လာရရဆိုတော့1ဒေါ်လာဆိုပမာဏတော့အများကြီးတမဟုတ်ဘူး။ဒါပေမဲ့အတန်း100လွှဲခင် तू ကတသန်းရဖြစ်ပါတယ်။ဟောနေ့စဉ် online ပေါ်မှာလွှဲနေတဲ့ပတ်စံတွေရတယ်အများကြီးပေါ့နော်။ဒါဆိုသူ့ရဲ့ဝင်ငွေရတယ်အများကြီးဖြစ်ပါတယ်။ဒါကြောင့်မို့လဲ share တန်ဖိုးများတဲ့လုပ်ငန်းတွေထဲမှာ visa ကုမ္ပဏီလဲအပါအဝင်ဖြစ်လို့နေပါတယ်။ဒါပြင် visa ကွန်ရက်လိုပဲ mastercard နော် union pay ဒါတွေဒီလိုကွန်ရက်တွေလည်းရှိပါသေးတယ်။ဒီနိုင်ငံတကာငွေလွှဲတဲ့ကွန်ရက်တွေပေါ့နော်။ ပြည်ပဲဆိုရင်ကျွန်တော်တို့မြန်မာပြည်တွင်းမှာတော့ MPU ဆိုတဲ့ကတ်တွေအသုံးကြပါတယ်ဆိုတာကဒီနာမည်တွေဒီကိုယ်ရက်တစ်ခုရဲ့နာမည်ဖြစ်တယ်ဆိုတာမျိုးသိသိနေတာဖြစ်ပါတယ်ဒီကတ်ကိုပိုင်တဲ့နာမည်မဟုတ်ဘူးနော်ကတ်မှာအသုံးထားတဲ့ကိုယ်ရက်ကနာမည်ဖြစ်ပါတယ်အဲ့ဒီကနေ့ဗီဒီယိုလေးကနေ Visa ကတ်ဆိုတာပါတယ် Visa ဟာကိုယ်ရက်ထဲမှာရှိတဲ့ထောက်တိုင်လေးခုနဲ့ Visa ကတ်ကပတ်စံဘယ်လိုရနေလဲဆိုတဲ့အကြောင်းအရာတွေကိုမျိုးသိသိသဘောပေါက်ခဲ့မယ်ဆိုရင်ဒီကနေ့ မမြင်ရတဲ့ဝင်ဆောင်ကားဆိုတဲ့ဗီဒီယိုလေးကတင်ဆက်ရကြိုးလက်ပါပြီခင်ဗျာကေတုကေရပညာရေးဖောင်ဒေးရှင်းတစ်ခုလှုပ်ထားပါတယ်ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်သူများအနေနဲ့ဒီ KB နံပါတ်နဲ့ WB နံပါတ်တွေကိုကေတုကေလို့နှုတ်မှရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ you